အစိုးရပုတ်ကလေးကကုံသွယ်မှုမြင့်တင်ရေးကောင်စီရဲ့နှစ်မြင်ဆောင်2025ချိန်မြောက်အစည်းအဝေးကိုဒီကနေ့မနက်ပိုင်းကနေပြည်တော်ရှိ စီပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမမှာကျင်းပပါတယ်အစည်းအဝေးမှာအစိုးရပုတ်ကလေးကကုံသွယ်မှုမြင့်တင်ရေးကောင်စီဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီးပိုချိုကြီးမြတ်ထွန်းဦးကအဖွင့်အမှားစကားပြောကြားရမှာ အမျိုးသားပို့ကုန်မအပြူဟာ2020-2025အကောင့်ထဲပေါ်ဆောင်ရွက်မှုကာလပြီးဆုံးတော့မှဖြစ်၍အမျိုးသားပို့ကုန်မအပြူဟာ2026-2030ကိုအကောင့်ထဲပေါ်ဆောင်နိုင်မှုအတွက်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း အမျိုးသားပို့ကုန်မအပြူဟာ2026-2030အတွက်ကဏ္ဍများကိုရွေးချယ်ပြီးလုပ်ငန်းစီမံချက်များကိုရေးဆွဲတဲ့အခါသက်ဆိုင်ရာကဏ္ဍလိုက်အစိုးရပုဂ္ဂလိကဖွဲ့စည်းများကညှိနှိုင်းပူးပေါင်းရေးဆွဲကြမှာဖြစ်ပါကြောင်း အစိုးရပုဂ္ဂလိကကုံသွဲမှုမြင့်တင်ရေးကောင်စီရဲ့တင့်မြင့်ဆောင်2025ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရအိန္ဒိယနိုင်ငံသို့မတ်ပဲတင်ပို့နိုင်မှုအတွက်2025မလမတမီ Open Generalizing OGL ရရှိရေးအိန္ဒိယနိုင်ငံအစိုးရနဲ့ G2G ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့မှုဟာကောင်စီရဲ့တည်တာတဲ့ရလဒ်တစ်ခုဖြစ်ပါကြောင်း ပြည်ထောင်စုနယ်မြေနေပြည်တော်မှာ2025ခုနှစ်ဖေဖော်ဝါရီလအတွင်းပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲကျင်းပပေးခဲ့ပြီးဒေသတစ်ခုထုတ်ကုန်တစ်ခုအဖြစ်ဒိုင်းဒေသကြီးပြည်နယ်များအလိုက်အလားအလာရှိတဲ့ထုတ်ကုန်များကိုရွေးချယ်ပြီးလုပ်ငန်းရှင်များကိုစုချင်းမြင့်ပေးခဲ့တဲ့အပြင်ပြပွဲကာလအတွင်း MSME လုပ်ငန်းရှင်များပြည်တွင်းပြည်ပဈေးကွက်ချိတ်ဆက်ရရှိရေးချင်းငွေရရှိရေးတို့အတွက်ဗန်များနဲ့ချိတ်ဆက်နိုင်ရေးကူညီပေးမှုများကြောင့်ပို့ကုန်တင်ပို့လိုတဲ့လုပ်ငန်းရှင်များအတွက်အထောက်အကူကောင်းများရရှိအောင်ဆောင်ရွက် ွယ်ပေးနိုင်ခဲ့တာကို တွေ့ရှိခဲ့ရပါကြောင်းကဏ္ဍများအလိုက်ပို့ကုန်မြင့်တရင်ဆောင်ရွက်ရာမှာကြုံတွေ့ရတဲ့အခက်အခဲများကန့်သက်ချက်များတင်ပြလာမှုများပေါ်တက်နိုင်သမျှပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ပါတယ်။ အဲ့နောက်အစိုးရပုတ်ကလေးကကုံသွယ်မှုမြင့်တင်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီးဦးဝင်းရှင်ကအမှားစကားပြောကြားပြီးကောင်စီအတွင်ရင်မှုစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးထွန်းအောင်ကအစိုးရပုတ်ကလေးကကုံသွယ်မှုမြင့်တင်ရေးကောင်စီရဲ့တင်မြင့်ဆောင်2025ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်များပေါ်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပါရစေ။ အဲဒီနောက်စီဝေကိုတက်ရောက်လာကြတဲ့ကောင်းစီအဖို့ဝင်များကတက်ဆိုင်ရာကဏ္ဍအလိုက်ဆောင်ရထားရှိမှုများနဲ့ဆက်လင်ပြီးဆွေးနွေးတင်ပြချက်များပေါ်အစိုးရပုတ်ကလေးကကုံတွယ်မှုမြင့်တင်ရေးကောင်းစီဥက္ကဋ္ဌကကဏ္ဍများအလိုက်ပုံကုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ကုံတွယ်မှုမြင့်တင်ရေးကိုရှေ့ရှုပြီးပြန်လည်ဆွေးနွေးမှာကြားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။